မြန်မာ National League နှင့်ပြိုင်ပွဲနောက်ဆုံးပွဲစဉ်တွင်ရှင်ပြိုင်ကစားအပြီးမှ City Yangon နဲ့ Maha United အသင်းတို့တန်းတက်ကစားခွင့်ရရှိသွားပါတယ်ဒီသတင်းကိုတော့မှန်မှုအောင်ကပေးပို့ထားပါတယ်ရှင်မြန်မာ National League နှင့်ပြိုင်ပွဲမှာ City Yangon နဲ့ Maha United အသင်းတွေကအမှန်အများဆုံးရခဲ့တာကြောင့်လာမယ့်2018မြန်မာ National League ပြိုင်ပွဲမှာတန်းတက်ရှင်ပြိုင်ကစားခွင့်ရရှိသွားတာပါ ပွဲစဉ်အားလုံးကစားပြီးမှစီရီရန်ကုန်အသင်းက16ပွဲနိုင်3ပွဲတည်းရမှတ်53ပွဲနဲ့ဒုတိယနေရာကမှယူနိုက်တက်ကို10ပွဲဖြတ်ပြီးချန်ပီယံဖြစ်ခဲ့တာပါချန်ပီယံဖြစ်မယ်ဆိုတာလည်းကျွန်တော်ဟိုမျှော်မှန်းပြီးသားပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုတော့အဓိကဘောလုံးသမားလေးတွေစီးနဲ့ကန်းနဲ့မနေရင်လှုပ်ထားတဲ့ training တွေမကြံဘူးအဲ့အတွက်ကျွန်တော်မှစီကန်းဆိုတာကိုအခြေခံပြီးတော့မှကျွန်တော်ဟိုအသင်းကိုစတီးဆောက်တယ်ပေါ့နော်အဲ့တော့ ်စီကံမကောင်းတဲ့ဘောလုံးသမားဆိုကျွန်တော်လက်မတွဲဘူးစီကံကောင်းတဲ့ဘောလုံးသမားဆိုရင်ကျွန်တော်လက်တွဲလက်တွဲတဲ့အတွက်ကျွန်တော်ဘောလုံးသမားတွေတစုတစည်းတဲ့တစည်းတဲ့တဝန်းနဲ့ဖြစ်လာတဲ့အတွက်ဒီမှာဒီ MN2 မှာချန်ပီယံဖြစ်ခဲ့တဲ့ဟိုနော်စီဒီရန်ကုန်အသင်းဟာပြီးခဲ့တဲ့နှစ်က Horizon အသင်းနာမည်နဲ့ League 1ကနေတက်ဆင်းခဲ့ရတာဖြစ်ပြီးတစ်နှစ်အတွင်းမှာပဲတန်းပြန်တက်နိုင်ခဲ့တာပါ ကျွန်တော်တို့အဓိကအားသားချက်ပါပေါ့နော်ကျွန်တော်ကဒီစင်းလုံးစုစည်းနေကံပါပဲနေရကံပါပဲထိုင်ရကံပါပဲစားရဆရာကြီးကစားကံပါပဲပေါ့နော်အားလုံးစုစည်းနေဒီကံပါပဲအားလုံးအလုပ်အတူအတူတကွာပေါင်းလုပ်လိုက်လို့ဒီမျိုးချင်းချင်းစုရတယ်လို့ထင်ပါရမယ်2015ခုနှစ်ကမှစတင်ဖွဲ့စည်းခဲ့တဲ့မဟာ United အသင်းဟာလည်းနှစ်နှစ်အတွင်းမှာပဲတန်းတက်အောင်ဆွမ်းဆောင်နိုင်ခဲ့တာပါ2018မြန်မာလီမှာလူငယ်ကစားသမားအကောင်းတွေကိုပြုစုပြောင်းပြီးအောင်မြင်မှုရအောင်ကြိုးစားမယ်လို့မဟာအသင်းဒီပြချုပ်ကပြောပါတယ် ကျွန်တော်နှစ်နှစ်တွင်မှဒီဒီ1ကိုတက်တယ်ပေါ့နော်အဲ့အတွက်လည်းဝမ်းသာပါတယ်ဟိုနောက်ကစားသမားတွေလည်းကျွန်တော်ဖြည့်သိတင်တယ်ဥက္ကလာဖြည့်သိတင်တယ်ပေါ့ဈာဖြည့်ပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်ပြီးကပြင်ဆင်မှုကတော့ကျွန်တော် local player ကြီးခေါ်မယ်ဒီက foreigner နှစ်ယောက်လောက်ချင်းမယ်ပေါ့လေရွေးစင်အဆင့် player တော့ကျွန်တော်မခေါ်တော့ပါဘူးဘာကြောင့်လဲဆိုတော့လေရွေးစင် player အဆင့်ကနည်းနည်းမြင့်နေလေဒါကျွန်တော်ကလူငယ်တွေကမွေးထုတ်မယ်ဒီအသင်းအောင်မြင်အောင်လုပ်မယ်မမတန်တန်ဖြစ်အောင်လုပ်မယ်အဆင့်ကတော့ကျွန်တော်တို့က ကျောင်းညီကိုလည်းပေါ့နော်ကိုဘောကျန်ညီကိုလိုဆက်ဆံတာပါသူနဲ့ဥက္ကရာရလို့မပေါ့ကျွန်တော်ကဘောလုံးလုံးမယ်လုံးတယ်သူကလုံးမယ်ဇော်ကြီးအောင်မြောင်လုံးမှာဟုတ်အဲအခုအောင်မြင်တယ်ပေါ့သူကလည်းလီဝမ်တိုင်လည်းဘယ်အဆင့်ရောက်မှာမဟုတ်ဘူးသူကအောင်မြင်အောင်လုပ်မှာအဓိကအဲ့ဒါပလေယာကောင်းကြီးထွက်ရမယ်အောင်မြင်အောင်လုပ်မှာအဲ့ဒါကိုပဲကျွန်တော်လိုချင်တယ်ချန်ပီယံဖြစ်ခဲ့တဲ့စီးရီးရန်ကုန်ကစုချေးကျက်သိန်း300ရရှိခဲ့ပြီးဒုတိယရတဲ့မဟာယူနိုက်တက်ကကျက်သိန်း150တတိယရတဲ့မြောက်ရီကကျက်သိန်း100စုချေးရခဲ့ပါတယ်ကျွန်တော်လွှမ်းမိုးအောင်ပါ